ချီရနေပြီးတော့ PV စာအုပ်ချိန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တစ်ချက်ပြောပြခြင်းလို့ပေါ့နော်ဒီနေ့သိရတဲ့ information အရဆိုလို့ရှိရင် passport တက်တန်း PJ စာအုပ်တက်တန်းမကုန်သေးပဲနဲ့ PV ချင်းကျင်တဲ့သူတွေဆိုလို့ရှိရင်တစ်နှစ်တက်တန်းပဲပြီးတော့တယ်လို့တန်ကြားတယ်ပေါ့နော်အရင်နေ့ကသိရတဲ့သတင်းတွေအရဆိုလို့ရှိရင် PJ စာအုပ်ကနေပြီးတော့ PV ပြောင်းလို့ရှိရင်လင်းလက်မှတ်တော့ hotel booking တို့ပြနိုင်လို့ရှိရင် PV စာအုပ်၅နှစ်တက်တန်းရတယ်လို့ပြောတယ်ဒါပေမဲ့ဒီနေ့ကျတော့ ြီးစာအုပ်တနှစ်တတမရတော့တယ်လို့အတန်ကြားတယ်ပေါ့နော်ပီဂျီစာအုပ်တတမကုန်သေးပဲနဲ့ပီဗီစာအုပ်ပြောင်းကျင်နေသူတွေပေါ့နော်ဒါပေမဲ့တချို့တချို့သတင်းတွေအရဆိုလို့ရှိရင်တော့လူပေါ်မူတည်ပြီးတော့တနှစ်တတဒါမှမဟုတ်ရှင်၅နှစ်တတပေးတယ်လို့ပြောကြတယ်ပေါ့နော် officer ရဲ့ဒီမေးတဲ့မေးခွန်းအပေါ်ကိုဟိုနေတသေးချာချာဖြေနိုင်ခြင်းမဖြေနိုင်ခြင်းပေါ်မှာမူတည်ပြီးတော့ PV စာအုပ်ငါးနှစ်တက်တန်းနဲ့တစ်နှစ်တက်တန်းကွာခြားတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့တချို့တွေကြတော့လည်းအားလုံးဒီနေ့အောက်တိုဘာ31ရက်နေ့မှာဆိုလို့ရှိရင်အားလုံး PV တက်တန်းတစ်နှစ်ပဲရကြတယ်လို့ပြောကြတယ်ပေါ့နော်။ထပ်ပြီးတော့ update information သိလို့ရှိရင်တော့ပို့ပြန်ပြီးတော့ sharing လုပ်ပေးပါမယ်ရှင်။